ဦးညင်မင်းအကြောင်းကတော့ဒီလောက်နဲ့မပြီးသေးပါဘူးနောက်တစ်ခုကသူဒီယာဒူးနဲ့ဒီနေရာမှာလှုပ်လှုပ်နေတယ်ဆိုတော့ဟိုဒီဝင်းကြီးချုပ်ပေါ့နော်ဦးဒီမောင်ဝင်းခိုင်တန်းကတော့မှပွင့်ပွင့်လင်းလင်းသိတဲ့ပုံမပေါ်ပါဘူးဒီမှာကျွန်တော်တို့နားလည်ရတယ်လို့သူအကြောင်းနဲ့ပတ်သက်လို့ဒီဝင်းကြီးချုပ်ကသိသလားမသိသလားဆိုတော့လည်းပတ်သက်လို့ဝန်ထမ်းဟောင်းတယောက်ကဒီလိုမျိုးပြောထားပါတယ်ဒါပေမဲ့ဘာကြတော့လှုပ်လဲဆိုတော့အဲဒီဒီဒီပတ်စံရတဲ့အလုပ်တွေပေါ့နော်ဟိုသူသူ့အတီးကြားပတ်စံရတဲ့အလုပ်တွေပေါ့နော်အဲ့ဒါမျိုးတွေသူလိုက်လှုပ်တာရှိတယ် အဲဆိုတော့ဟိုပေါ့နော်တခြားတခြားအဖွဲ့အစည်းတွေနဲ့ကျွန်တော်ဒီမှာတော့အာပေါ့နော်တခြားဒီတော်လိုင်းမှာကူနေကြတဲ့ခြားသောဒီနိုင်ငံတကာအာဒီအန်ဂျီအိုစီဆိုအဖွဲ့တွေကိုတော့ကျွန်တော်နာမည်တော့မန်ရှင်းတော့မလုပ်လို့ပြဘာလို့လဲဆိုတော့ဟိုနည်းနည်းလေးတဲ့ shock ရှိမှလည်းကျွန်တော်စိုးရိမ်တယ်ပေါ့နော်အဲဒါကြောင့်မို့ဆိုတော့အဲ့လိုအဖွဲ့အစည်းတွေမှာတော့သူကအဲ့ဒီမှာတွေလည်းသူကဝင်လုပ်ပြီးတော့ပြီးတော့လာစာယူတယ်ပေါ့နော် ။ဦးညီမင်းကိုအခုသူတို့ဝန်ထမ်းဟောင်းတွေတချို့ကနားလဲကြတာသူကနိုင်ငံတကာ NGO တွေမှာလုပ်တယ်ဆိုပြီးတော့နားလဲကြတာပေါ့နော်။ဒါပေမဲ့ဒီမှာတခုရှိတာကဦးညီမင်းဟာဒီဘက်ယုံဒီဝန်ကြီးချုပ်ယုံမှာလဲယာရုတခုရှိတယ်။တစ်ဖက်နိုင်ငံတကာ NGO တွေမှာလဲအဲအဲ့ဒီကနေပြီးတော့လည်းနိုင်ငံတကာ NGO တွေမှာအလုပ်လုပ်နေတယ်လို့သိတယ်သူတို့က။ဒါပေမဲ့အဲ့ဒီကနေပတ်စံတွေဘလောက်ရနေတယ်လဲ။ဆိုတော့ဒီအဲ့ဒီဦးညီမင်းရဲ့လုပ်ငန်းတွေအတွက်ဒီဘက်ကဝင်းချုပ်ယုံကလူတွေကလည်းကူညီပေးရတယ်။ဆိုတော့အဲ့အတွက်ဝန်ထမ်းတွေကပါပြန်ရတယ်ပေါ့နော်။နောက်ဦးညီမင်းရဲ့ လုတ်နေဝင်းကြီးချုပ်ရဲ့အလုတ်စသဖြင့်သူတို့ကအလုတ်သမားဒီအလုတ်လုတ်နေတဲ့ဝန်ထမ်းတွေအတွက်ကလည်းကိုကိုပြပြမသိရဘူးရှုပ်ထွေးရောထွေးနေတာကိုမြင်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းကိုဝန်ထမ်းဟောင်းတော့တယောက်ကဒီလိုမျိုးဆက်ပြောပါတယ်အဲသူတို့ရုံးလောက်ပါလို့လဲလို့မေးရင်တော့ရုံးလောက် ကတော့ဖြစ်ဖြစ်မြမြဘာမှတိတ်ပြီးလောက်တာမရှိဘူးဟို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 တူတောင်းယူတဲ့ဟာလေးဆိုလို့ရှိရင်လည်းဒါ စ်ကလက်ဆန်ပဲပေါ့နော်ဖြစ်ကလက်ဆန်ပဲအဖြစ်သဘောပဲသူလုတ်ပြီးတော့ပေးလိုက်တာမျိုးတွေပဲရှိတယ်ပေါ့နော်အဲ့တော့ယုံကိစ္စနဲ့ပတ်သက်လို့သူလုတ်တာဆိုရင်အဲ့ဘန်နာငွေကင်တဲ့ကိစ္စတွေသူလုတ်တယ်နိုင်ငံတကာကနေပြီးတော့မှဝင်းကျုပ်နာမည်နဲ့ပေးပို့ရတဲ့ဟာသူဒီမဟုတ်ဝင်းကျုပ်ယုံကို ိုးပေါ့နော်ဟိုဒီဒီတော်လိုင်းအတွက်3လိုတာ3ပါဆိုတဲ့ဟာမျိုးတွေအတွက်ပေးလိုက်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်သူ့ဘဏ်အကောင့်နဲ့လက်ခံတယ်ပြီးအဲ့ငွေတွေကိုသူတို့လင်မယားနှစ်ယောက်စီမံခံခွဲကြတယ်ပေါ့လေဆိုတော့ဟိုဆိုတော့အဲ့ကိစ္စတွေပဲအဓိကထားလုပ်ပါတယ်အများသောအားဖြင့်တော့ရုံးမှာတော့နေတိုင်းတွေ့နေရတာကတော့ဟိုရုံးအလုတ်ထက်ဆိုလို့ရှိရင်သူ့ခွေးနှစ်ကောင်ကိုလည်းနဲ့ပဲပေါ့နော်ဟိုဟိုဖြစ်နေတာပေါ့လေဒီဒီခွေးနှစ်ကောင်ပဲလိုက်မနေတဲ့အခြေအနေမျိုးပေါ့ပြောရမယ်ဆိုရင်တော့ဟုတ် အစတော့ကျမတို့ကသူ့ယောက်ျောက်ဒီတိုင်းမဲ့ရုံးမှာခွေးတင်မှာခွေးနဲ့ပလူလိုက်ဟိုဟိုခါလီကြဘောလုံးခွဲတီလိုက်ခါလီကြလို့ရှိရင်လည်းအဲ့လိုမျိုးအဲသူ့ဘာနဲ့သူကွန်ပျူတာတစ်လုံးနဲ့ဘာလုံးနေမှန်းတော့မသိဘူးပေါ့နော်အဲ့လိုမျိုးကြီးရုံးထဲမှာတော့အမှန်တော့ရုံးငန်းထဲရဝန်ထမ်းမျိုးစောင့်ကြည့်ဖို့အတွက်ပဲသူကထိုင်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပဲကျမကတော့ဟိုမြင်နေပေါ့နော်တကယ်သူဒီဒေါ်လာတွေရတယ်ပါတယ်ဆိုတော့သူ့ပြဿနာကနေပြောတာလေဘယ်ကနေရတယ်ဆိုတော့ကျမတို့ကဒီကေကိုမသိခင် ဒီမှာကျွန်တော်တို့နောက်ထပ်မေးစရာရှိတာကခုလိုမျိုးပေါ့နော်ဒီဝင်ကြီးချုပ်ရုံးမှာအမျိုးသားအမျိုးသမီးကအမြဲတမ်းတွန်းဝင်သူ့ရဲ့အမျိုးသားကတစ်ဖက်မှာဒါညွှန်ကြားမှုရာတို့လိုမျိုးနေရာယူထားတဲ့ဟာကိုဒီရုံးမှာလာအလုပ်လုပ်ကြတဲ့တခြားဝန်ထမ်းတွေကမသိကြဘူးလားဒါမှမဟုတ်တိတိကြီးနဲ့ဒီတိုင်းဆက်ထားကြတာလားဒီမေးခွန်းပေါ့နော်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒါကပုံမှန်အမြင်အရကိုမသိလေရတာမျိုးဖြစ်နေတဲ့အတွက်ဒီတခြားဝန်ကြီးဌာနတွေကတော့ဒါတွေကို မပြောကြဘူးလားဗျနော်ကျွန်တော်အဲ့ဒီအချက်ကိုကျွန်တော်ဆက်ပြီးတော့မေးဖြစ်ပါတယ်တပီးဝင်တဲ့အချိန်မှာကျွန်တော်တို့မြင်ရတယ်ဗောနော်ဟာဘလူးကြီးလဲဗောနော်ဘလူးကြီးဖြစ်နေတယ်ဆိုတာမျိုးရှိရဒါ conflict of interest ပဲလေနော်ကျွန်တော်တို့ကျွန်တော်တို့မျိုးလုံးထဲမှာဆိုရင် conflict of interest ပဲဗောနော်ဒါပေမဲ့ဒါဒီလိုပြောဒီလိုဒီလိုပြောရမယ်ဆိုရင်ကျွန်တော်တို့တော့ပြဿနာဖြစ်တယ်ဒါပေမဲ့ဒါဟိုအတိနေတာပဲပေါ့နော်သူတို့ NUG တစုံလုံးကလေလူတိုင်းဒီဝုံးမှာမက်ကြီးပြာကအတွင်းဝင်လုပ်ပြီးကိုကြီးကြီးမင်းက အဲ့ညွှန်ကြုတ်လုပ်နေတယ်ရုံးအောင်လုပ်နေတယ်ဆိုတဲ့ဟာက NGO တော်တော်လုံးကတည်ပြီးသားကြီးပေါ့နော်အကုန်လုံးတည်နေကြတာအားလုံးတည်နေကြတော့သူတို့တော့ဘာမှမပြောဘူးဆိုတော့ကိုလည်းအဲ့တော့တော့ဘာမှမပြောဖြစ်ဘူးကြာဟုတ်ကဲ့အဲ့ဒီကိစ္စကသူ့အမျိုးသားတော့ယာထူးယူထားတဲ့ကိစ္စဒီကျွန်တော်ထင်တယ်ဟိုသူကအပြင်းနဲ့စကားပြောတဲ့အခါမှာအပြင်းဆိုတာဒီဒီဒီပေါ့နော်ဒီတခြားဝင်ကြီးဌာနတွေနဲ့စကားပြောတဲ့အခါမှာသူကပဲအတိတ်ကထားပြီးတော့ပြောတယ်ပြောပြောလိပြောထားရှိတယ်ပေါ့လေ ။နောက်ပြီးသူ့ရဲ့အမျိုးသားကဒီယာရူးကိုယူထားပါတယ်ဆိုတာတောင်မှကျွန်တော်တို့ပါတီရိုနဲ့အဲဒီဒီဟိုခါကြီးရဲ့ကြီးတွေပေါ့နော်အခါကျွန်တော်တို့ပါတီရိုနဲ့ဆုံရတာဒီခါကြီးရဲ့ကြီးတွေဆိုပေါ့နော်ကရော့တဲ့ခါမျိုးတွေလောက်တာပဲပါတီပါတီရိုနဲ့ဆုံခွင့်ရှိတာအဲ့ဒါတော့မှနိုင်ပိုင်းပဲနိုင်ပိုင်းပဲဆုံခွင့်ရှိတာပေါ့နော်အဲဆိုတော့အဲ့လိုအခြေအနေမျိုးတွေမှာတော့မှသူ့မျိုးသားကိုမိတ်ဆက်ပြီးခေါ်ထုတ်ပြီးမိတ်ဆက်ပေးတာဒီ ီသူ့အမျိုးသားအနေနဲ့ပဲ copy မိတ်ဆက်ပေးတာဖြစ်တယ်ဆိုတော့သူဒီဝင်ချုပ်ရုံးမှာဘယ်တာဝန်ကိုယူထားပါလဲဆိုတာမျိုးကိုပုံပုံလင်းလေးအဲ့ချိန်မှာပါတီလို့ရှိမှမပြောဘူးဆိုတော့သူအဲ့ဒီလိုပဲတခြားသူတွေနဲ့ဟောဖြစ်တယ်ဆိုလို့ရှိရင်လည်းပေါ့နော်အဲ့ဒီလိုပုံစံမျိုးပဲအဲဒီ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 တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆုံဆုံဆိုတာဖြစ်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုပုံစံမျိုးပဲမိတ်ဆက်ပေးပေးလီပေးထားရှိတယ်အဲ့တော့ဘသူကမှလီမင်ရနှစ်ယောက်ကတယုံထဲမှာလုံနေပါတယ်လို့ဝင်လင်ပြော even the NUG ထဲမှာရှိတယ် ဝင်ကြီးဌာနတွေမှာရှိနေကြတယ်တချို့တောင်ရှိသူတော်တော်များများတောင်မှကျွန်တော်ထင်တယ်တိတ်ပြီးတော့မတိတော့ဘူးလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဒါကဒါကနံပါတ်1တစ်ချက်ပေါ့လေအဲ့တော့နောက်တစ်ခုက gate keeping လုပ်တဲ့ကိစ္စပေါ့လေအဲ့တော့ခုနကျွန်တော်တို့ပြောလို့ပါတီတို့ ਨੇ ဆိုလို့ရှိရင်ကျွန်တော်တို့ကခါတီရဲ့ကြီးဒီပေါ့နော်ဒီပါတီတို့ဟိုဒီ grow ရတဲ့အခြေအနေမျိုးတွေမှာပဲအဲဆုံးသွားတယ်ဒါတော့နိုင်ပိုင်းပဲလို့ပြောတာဖြစ်တဲ့ကြောင့်ကျန်တဲ့အချိန်တွေမှာကျွန်တော်တို့ဝန်တန်းတွေမပြောနိုင်ဘူးပေါ့နော်တွဲဘက်အတွင်းဝင်အဆင့်တောင်မှ ဝင်ကျုံနဲ့ဓာတ်ရိုက်တွဲပြောခွင့်မရှိဘူးတွေးခွင့်မရှိဘူးအခုနောက်အကြောင်းအရာနဲ့ဆက်ပြီးတော့ဒီမှာဝင်ကြီးချုပ်ယုံမှာတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာသိရတာကဝင်ကြီးချုပ်ကတော့အမြင့်ဆုံးပေါ့နော်မောင်ဝင်းခိုင်တန်းကအမြင့်ဆုံးပါဒါပေမဲ့ဒီမှာကျွန်တော်တို့နားလည်ရသလောက်ဆိုလို့ရှိရင်မက်ကြီးပြဒီတော်ကြီးပြကအမြင့်ဆုံးနေရာမှာရှိနေတယ်ဆိုပြီးကျွန်တော်တို့နားလည်ရတယ်ပေါ့နော်ဆိုတော့ဒီမှာဒါကြောင့်မလို့ဒီဝင်နှန်းတွေဘက်ကပြောတယ်လဲဆိုတော့ဝင်ကြီးချုပ်ဟာအောက်ခြေမှာဒီဖြစ်ပြနေတာတွေကို မချီပြားကပေးတိမတိဆိုတဲ့ကိစ္စကိုတော့မှသူတို့မသေးကြဘူးဆိုပြီးပြောကြတာပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းကိုဒီဝန်ထမ်းဟောင်းတယောက်ကဒီလိုမျိုးပြောပြပါတယ်ဆိုလိုတာကအဲ့ဒီအာနဲ့ပတ်သက်လို့ရှိရင်အာပုံမှန်ဆိုရင်ကျွန်တော်တို့ဟိုပေါ့နော် ပုံကျွန်တော်တို့ဒီ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 တခြားတွေပေါ့နော်ဒီဒီဌာနတွေမှာကြည့်လိုက်တယ်ဆိုလို့ရှိရင်ဌာနအကြီးဆုံးကကဟိုဝင်ကြီးရှိတယ်ပေါ့နော်ဒုဝင်ကြီးရှိတယ်စသဖြင့်ဒါပေမဲ့ တို့အတွင်းဝင်နေဆိုလို့ရှိရင်ဘာပဲလောက်ကလောက်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 ပေါ့နော်အဲ့လိုမျိုးတိုင်မေးပေါ့ပေါ့တင်ပြပြီးတော့လောက်တယ်လမ်းညွှန်မှုခံယူပြီးတော့မှလောက်ကြတာရှိတယ်ပေါ့လေအဲ့တော့သူသူနဲ့ပတ်သက်လို့ရှိရင်ကြတော့သူကလုံးဝအလွတ်ပေါ့နော်ဟိုတချို့ဟာတွေဆိုလို့ရှိရင်ကျွန်တော်ထင်ပါတယ်ဒီပါတီဟိုတောင်တချို့ဟာတွေဆိုလို့ရှိရင်တို့တင်ပြီးတော့အတိမပေးဘူးပေါ့နော်တီးပြီးပြီးတော့တို့လောက်တာမျိုးတွေကျွန်တော်သိပြီးတော့မရှိဘူးလို့တော့တော့ထင်တယ်ဟိုပေါ့နော်တော်တော်များများပေါ့လေဆိုတော့နောက်တစ်ခုကဘာကြောင့်အဲ့လိုမျိုးကျွန်တော်တို့ပြောရသလဲဆိုလို့ရှိရင် ေးပေါ့နော်ဒါကျွန်တော်တို့ဟိုရှိနေတဲ့အကာလတော့ငါဆိုဘယ်လိုပြောလဲဆိုလို့ရှိရင်ဖတ်ရအလုံးမလုပ်ဘူးဟာလားဖတ်ရအလုံးမလုပ်ဘူးလုံးလုံးနေရတာငါပဲငါပဲလုံးနေရတာဆိုတာမျိုးကိုပဲပြောတယ်ဒါကကျွန်တော်တို့ရှိနေစကားလားအဲ့တော့ကျွန်တော်တို့မရောက်ခင်အစောပိုင်းမှာဆိုလို့ရှိရင်ဖတ်ရဘာမှအလုံးမလုပ်ဘူး तू ပဲလုံးနေရတယ် तू ကိုဟိုဘယ်လိုပြောမလဲပေါ့ဖတ်ရဘာမှဟိုမှာမဖြစ်ဘူးပေါ့နော်ဆိုလိုတာဟိုလုပ်ငန်းလဲစိတ်ဝင်စားဘူးဆိုတဲ့ပုံစံမျိုးတွေ ဟိုဟိုနည်းနည်းကိုကိုအကြီးအကဲကိုဘယ်လိုပြောမလဲအတော့မကြဘူးလို့ပုံပုံစံမျိုးဆန်ဆန်ပေါ့လေအဲ့ဒီဆန်မျိုးဆန်ဆန်ကိုဟိုဟိုပြောတာတွေကိုကြည်ချင်းအပြင်ဒါဟာဆိုလို့ရှိရင်တော့ဒါဝင်းကျုပ်ကိုဟိုဟိုပေါ့နော်လုံးဝကိုဟိုဟိုအထီမထင်ပဲနဲ့ဂီးမဆိုင်ပဲနဲ့ပေါ့လေဒါဒါအကုန်လုံးကိုသူပဲကြိုးကင်ချဲလဲကျွန်တော်တို့ဟိုဟာဒီမှာရှိတယ်ဟိုအဲ့ဒါကကဟိုကိုအပြင်းသတင်းတွေမှာတော့ပြန်မပြန်တော့မပြောတတ်ဘူး ဟိုတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဝင်းကျုပ်ယုံဆိုတာတကယ်တမ်းကတော့ဟိုမတ်ကြီးပြာယုံလို့ပဲပြောပြောတာပေါ့လေဝင်းကျုပ်ဝင်းကျုပ်ထက်ပို့ပြီးကြီးတယ်ပေါ့နော်ဒါကဒီဟိုလွတ်တော်ကိုယ်စားလှယ်ကြားမှာပဲဖြစ်ဖြစ်ဒီအတွင်းဝင်အချင်းချင်းကြားမှာပဲဖြစ်ဖြစ်ဒီ तू ကဘာဆိုတာကိုဒီလိုမျိုးသိနေကြတာပေါ့နော်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့အခုဒေါ်ကြည်ပြာနဲ့ဦးညီမင်းတို့နှစ်ယောက်စလုံးကိုအထူးသဖြင့်တော့ဒေါ်ကြည်ပြာဟာမိသားစုဝင်တွေကိုဒီမိသားစုဝင်တွေရဲ့အရေးအတွက်ရုံးရဲ့ပစ္စည်းတွေရုံးရဲ့ကားဒရိုင်ဘာတွေကိုတုံးတာနောက်ပြီးတော့မိသားစုနဲ့ မိသားစုရဲ့ကိုရေးကိုတာကိစ္စတွေနောက်ပြီးတော့ငွေကြေးတွေပတ်သက်ပြီးတော့ရုံးရဲ့ငွေကြေးတွေနဲ့ရောထွေးမှုတွေဖြစ်နေတာဒါတွေနဲ့ပတ်သက်ပြီးတော့လည်းတိုင်ကြားစာထဲမှာတွေ့ရတယ်ကျွန်တော်အင်တာဗျူးတဲ့အဲဒီဝန်ထမ်းဟောင်းလေးယောက်ကလည်းပြောပြကြပါတယ်ဆိုတော့ဒီမှာရုံးအတွက်တရားစီရှိမှလားဘောနော်ရုံးတော့ရုံးအတွက်သုံးတာလားသူ့မိသားစုအတွက်သုံးတာလားဒါမျိုးတွေဘိုးဘွားဖြစ်နေတာရုံးဝန်ထမ်းတွေကဒီလိုမျိုးထောက်ပြကြပါတယ်နောက်ပြီးတော့သူတို့ရုံးမှာဈေးဝယ်ရရှိတယ်ဗျာဈေးဝယ်ရဈေးဝယ်ရဆိုတာက အဲဝင်းကြီးချုပ်ကိုလာတင်လို့ရိတ်ခါပို့တယ်။ဝင်းကြီးချုပ်ကိုလာတင်ရိတ်ခါပို့တဲ့အခါမှာအဲမက်ခရိုမှာဖေးသွားရတယ်ပေါ့။အဲအဲ့ဒါတော့ကြည့်ပြကိုယ်တိုင်သွားဝင်တာ။အဲ့ဒါကိုလည်းဘလို့ဝယ်လဲဆိုတော့ဂျုံမှာ driver ရှိတယ်၊ဂျုံကားရှိတယ်။အဲ့ဒီဂျုံကားနဲ့အဲသွားပြီးတော့ဝယ်တယ်။ဝယ်တဲ့အခါမှာအဲ့ဒီသရင်တွေကိုသူက finance ကိုအဲ့ဒီထောက်ချတိုင်းအဲ့ဒါပြောတာ။ဒါဒီတပတ်အသုံးစေးပေါ့။အဲ့လိုမျိုးကိုဂျုံအသုံးစေးကတာ ငါတို့သုံးချက်ကဒါဆိုပြီးတော့အတားမဟုတ်ဘူးအဲ့လိုမျိုးလုပ်တယ်နောက်ပြီးွားလို့ရှင်ဒီယုံကားကိုသူတို့သုံးတယ်သုံးတယ်ဆိုတော့ပတ်စနဲ့အသုံးတွေပါသုံးတာပေါ့နော်အဲ့ဒါလေးဆိုလဲဒါကအဲပြောမယ်ဆိုလို့ရှင်ဒါလေးကလည်းငွေအလွဲသုံးစားလုပ်တာဒီပဲပေါ့နော်ယုံကားကိုသူတို့သုံးတယ်သူ့တူတွေကိုမနဲ့တိုင်းအဲကျမတို့ဒီတိုက်ပြီးတော့ယုံဝင်လန်းတွေကိုတိုက်ပြီးတော့သူတို့ကျိုးပေးတယ်ကျိုးပေးတာလည်းဘာလို့လဲဆိုတော့ကျမတို့အထောက်ထားရှိအထောက်ထားရှိရလို့ပဲသူတို့ခန့်ထားတာပေါ့နော်အထောက်ထားလည်းလုံးမသေးဘူးကိုယ့်ဟာကိုယ်ရဲကက်လောက်ကြတယ် တော့သူ့သူတွေကိုမနက်အစောကြီးကြောင်းပါပို့တယ်အဲ့တော့မနက်ကိုအဲ့ဒီ driver កောင်းလေးကသူ့သူ့နှစ်ယောက်ကိုចောင်းရင်ပို့ចောင်းရင်ပို့ပြီးတော့မှကျမတို့ဖတ်ကြည့်ပြီးတော့ရုံးလို့ဒါအဲ့ဒါကြီးဆိုလဲဒါသူ့ရဲ့ကိုဂျိုးတုံးတာပေါ့နော်တုံးကပြီးရင်သူ့ခုနပြောဝင်းကြီးချုပ်ကိုလာတင်လေးခါပို့တဲ့အရာဟာမှာသူကအလိုငပိကျော်ကြီးဘာကြီးပို့တယ်ပေါ့အဲ့ငပိကျော်ကြီးဘာကြီးဆိုတာလဲအိမ်မှာသူနဲ့အတူနေတဲ့ခုနသူ့တူလေးနှစ်ခုခုနှစ်ယောက်ရဲ့အမေပေါ့နော်သူ့ရဲ့အမပေါ့သူ့အမကကြော်ပေးရတာဖြစ်တယ် အဲ့သူ့အမကိုလည်းသူကကြော်ပေးခိုင်းတာပေါ့ကြော်ပေးခိုင်းတာဒါပေမဲ့သူစင်းဘယ်လောက်ပြလဲကျမတို့မသိဘူးအဲ့ဒီကြော်ဖို့ဆော်ဖို့အတွက်ဈေးကိုလည်းလုံကားနေနဲ့သွားဝယ်ရဖြစ်